ီလိုပုံစံကိုရုပ်တရက်ကြည့်မယ်ဆိုရင် ဖာစာလိုလိုလောင်းဤလိုလိုအော်ရာလိုလိုသူတို့သုံးကောင်ပေါင်းထားတဲ့ရုပ်ကိုတွေ့ရမှာဖြစ်ပါတယ်။တကယ်တမ်းတော့ဒီဟီးရိုးဟာတရုတ်ဆာဗာမှာပေါ်နေတာအရင်ယာတီကလေးကဖြစ်ပြီးတော့နောက်ယာတီမှာတော့ကျွန်တော်တို့ global ဆာဗာကိုရောက်လာမှာပါ။ ဒီဟီးရိုဟာတရုတ်ပြည်ထန်ခဲမှာပေါ်ထွန်းခဲ့တယ်တရုတ်ပြည်ကပထမအအုံးဆုံးနဲ့တူရီသောအင်္ဂလိပ်ဘယင်မာကြီးဖြစ်တဲ့ဦးကျဲထန်းကို reference ယူပြီးတော့ဖန်တီးလာတာဖြစ်ပါတယ်တရုတ်ပြည်မှာ IKX ခါတော့ဟာပူဝါရီအားကောင်းနေတဲ့ကာလမှာဦးကျဲထန်းဟာသူ့ကိုယ်သူဗိတ်သိက်ခံယူပြီးတော့ဘယင်မာကြီးဖြစ်အုပ်ချုပ်ခဲ့ပါတယ် နန်းရွေးရဲ့မူးမတ်တွေကအမျိုးသမီးအုပ်ချုပ်တော်ကိုမကျင်တတ်ကြတော့ဘယင်မကြီးကကျမတကောင်ချင်းနဲ့ထည့်ပြီးတော့ငါကတော့ငှက်တို့ရဲ့ဘယင်ဇာမနီငှက်လို့မြင်တဲ့မူးမတ်တို့ဘာငှက်လဲလို့မေးပါတယ်။အဲ့မှာမူးမတ်တွေကကြက်လို့ပြောရင်ပြောတဲ့မူးမတ်တွေကိုတည်တံပေးပြီးတော့ကွက်မြက်ခဲ့တာပါ။ဇာမနီငှက်လို့ဖြေမှပဲအသက်ချမ်းသာရာရကြပါတယ်။ဒီဘီမရဲ့တမိုင်းဟာတော်တော်လေးလေးစိတ်ဝင်စားစရာကောင်းတယ်လို့သူ့အကြောင်းရိုက်ထားတဲ့ဇာတ်ကားတွေလည်းရှိပါတယ်။ဟီရိုထွက်တဲ့အခါမှာပဲဘဝစက်ကြောင်အသေးစိတ်ကိုတင်ဆက်ပေးပါတော့မယ်ဗျာ။ ဲ့တော့တရုတ်သမိုင်းကဒီဗီမကြီးကပြတ်သားတယ်ကျန်းနေဇာမနီငှက်တယ်လို့ရဲရင်ပြတ်သားတဲ့ဧကရိဗီမကြီးတယောက်ဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ reference ယူပြီးတော့ဖန်တီးထားတဲ့ hero ကလည်းဘလူရီကျမ်းလဲဆိုတာကိုသူ့ရဲ့ skill တွေကိုအရင်ကြည့်လိုက်အောင်ဗျ passive celestial armament passive skill မှာတော့ effect နှစ်ခုပါဝင်ပါတယ်ပထမ effect ကိုတော့ phoenix crown လို့ခေါ်ပြီးတော့ဒီ effect မှာတော့ကိုကပြစ်တာကို enemy ကိုထိသွားရင် ကိုယ့်စီကို step တွေရမှာဖြစ်တယ်လို့ step တွေအများကြီးများတယ်လို့ထိတဲ့ magic damage ရလေတိုးလာမှာဖြစ်ပါတယ်အဲ့ဒီမှာ step လေးတွေပြရပါတယ် step ကတော့အများဆုံး10ခုထိစုလို့ရမှာပါနောက် passive effect တစ်ခုကတော့ selection rope လို့ခေါ်ပါတယ် ဒီအဖက်ကတော့ကိုယ့်ရဲ့အနာကို enemy တကောင်ကတ်လာမယ်ဆိုရင်ကတ်လာတဲ့ကောင်ကိုနောက်ဆုတ်စီမဲ့ knocking back effect ကိုရမှာဖြစ်တယ်လို့ enemy ကို stun လေးပေးမှာဖြစ်ပါတယ်။ထင်တာမြင်တာအောင်ပြောရရင်တော့ကျွန်တော်တို့အခုလက်ရှိ Melissa ရဲ့ ultimate လိုမျိုးခက်ဆင်စင်တူပါတယ်။ဒါအပြင်ကိုယ့်ရဲ့ပက်ပက်လယ်မှာ3စက္ကန့်စာလောက်ရှိရလေကာပေးမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအဖက်ကတော့ဇက်တိုက်ကြီးရနေမှာမဟုတ်ဘဲနဲ့တစ်ခါပွင့်ပြီးရင်နောက်တစ်ခါပွင့်ဖို့120စက္ကန့်လောက်ကိုဒေါင်းဆောက်ရမှာဖြစ်ပါတယ်။ skidoo finish strike ကျဲချင်းဟာပြစ်မှတ်တစ်ခုစီကိုဇာမနီငှက်ပုံစံလှိုင်းတစ်ခုနဲ့ပြစ်လွတ်လိုက်မှာဖြစ်ပါတယ်။ဖာစာရဲ့ငှက်နဲ့ပြစ်တဲ့စကီနေတောင်ခက်ဆင်စစ်တူပါတယ်။တကယ်လို့ကိုပြစ်လိုက်တဲ့စကီ1ဟာ enemy တွေ minion တွေတောကောင်တွေလော့တွေလက်တွေထိသွားရင်ပေါ့ဗျာ။နောက်ထပ်နှစ်ကြိမ်ဇက်တိုက်ဇာမနီငှက်လှိုင်းထွက်ပေါ်လာမှာဖြစ်ပြီးတော့ auto ပြစ်မှာဖြစ်ပါတယ်။ဆိုလိုတာကတော့ဗျာကိုကစကီ1တုံးတဲ့အခါမှာ enemy ကိုမထိရင်တော့တကြိမ်ပဲပြစ်လို့ရမှာဖြစ်ပြီးတော့ enemy ကိုထိရင်တော့ထိတဲ့အကြိမ်ပြင်နောက်ထပ်နှစ်ကြိမ်စုစုပေါင်း3ကြိမ်ထိမှာဖြစ်ပါတယ်။ နောက်ဆုံးထိတဲ့အချိန်မှာတော့ damage တွေပိုကျမ်းပဲပြင် enemy တွေကိုလည်းနောက်ဆုံးစေတဲ့အဖက်ပါဝင်မှာဖြစ်ပါတယ် skid 2 finish ascent skid 2မှာတော့ကြယ်ထင်းဟာပြင်မတစ်ခုစီကိုဇာမနီငှက်ခေါ်လိုက်မှာဖြစ်ပြီးတော့ထိတဲ့ enemy တွေကို magic damage ထိစေမဲ့အပြင်50ရာခိုင်နှုန်းထိနှေးစေမဲ့ slow အဖက်ပါထပ်ပေးမှာဖြစ်ပါတယ်ဒါအပြင်အဲ့ဒီ skid 3နေတုံး3စက္ကန့်အတွင်းမှာ KO နေရာရွှေ့ပြီးသုံးရင်ပိုကျမ်းတဲ့ damage ကိုထိစေမှာပဲဖြစ်ပါတယ် Ultimate Fury of the Phoenix Ultimate ကတော့အကျဉ်းဆုံးဖြစ်ပါတယ်။ကြယ်ထန်းရဲ့ Ultimate ကဘယ်နေရာနေတုံးတုံးမြေပုံတစ်ခုလုံးပေါ်က enemy တွေကိုထိစေမှာပါ။ပြောရရင်ကျွန်တော်တို့ဟိုးရင်ကရည်ဆန်းရှင် Ultimate တဘောပါပဲ။အဲ့တော့ Ultimate ကိုအရင်ကြည့်လိုက်ရအောင်ဗျ။ကျေတန်းက ultimate သုံးလိုက်တဲ့အခါမှာကိုယ့်ရဲ့အသင်းသားတွေကို60ရာခိုင်နှုန်း movement speed တိုးပေးမှဖြစ်သလိုမြေပုံတစ်ခုလုံးမှရှိတဲ့ enemy တွေအကုန်လုံးကို magic damage ထိစေမှဖြစ်ပါတယ်။ ဒါအပြင် enemy တွေကိုလည်းတစ်စက္ကန့်လောက် stand မိသွားမှာဖြစ်ပါတယ်။ enemy တွေခြုံထဲမှာပုန်းနေရင်လည်းကိုက ultimate သုံးပြီးတော့ကိုယ့်ရဲ့အတင်းသားတွေကို vision ပြလို့ရပါသေးတယ်။ကဲအဲ့တော့နောက်ရသည်မှာထွက်လာဖို့စမ်းတက်နေတဲ့ hero အကြောင်းကတော့ဒီလောက်ပါပဲ။ Boraru ရောအခုထွက်လာမယ့် hero တစ်ကိုသဘောကျလား?သဘောမကျဘူးလားဆိုတော့ comment မှာမျှဝေပေးကြပါအောင်ခင်ဗျာ။အစောက်